ရင်ပြည်နယ်ကြုံတိုးမြို့နွားကြံကူကြီးရဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကတိုက်ခတ်ရမှာဒုတိယတရင်မှုဗိုလ်မှူးစိုးမင်းထက်အပါဝင်30ကန့်သေဆုံးတယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကသတင်းထုတ်ပြန်ပါတယ်ဧပြီ30မနေ့ခုနှစ်နိုင်ကလေ10နိုင်3နိုင်ကြာတိုက်ပွဲမှာခုလိုသေဆုံးတာလို့ဆိုပါတယ်စစ်ကောင်စီတပ်ဟာဒေသခံရတ္တခ အရှိတောင်တိုင်းစစ်တာနာချုပ်တပ်တွေမလုံလောက်တဲ့အတွက်ကံယူတန်းတိုင်းဘုတ်ပြင်းအခြေစိုက်အမှတ်432ချင်းမြတ်တရင်တပ်မ22တပ်မ44လက်အောက်ခံတပ်တွေကိုပါခေါ်ယူတိုက်ခိုက်နေပြီးအခုသေဆုံးသွားတဲ့ဒုတိယတရင်မှုဗိုလ်မှူးစွန်မင်းထက်ဟာဘုတ်ပြင်း ခမရ432ကဖြစ်တယ်လို့သိရပါတယ်ဒီစစ်စင်ကြီးကိုမွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မော်ပြစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး MNSPAD ပြန်လွှားစစ်ကြောင်း Lion Battalion စစ်ကြောင်းအပါဝင် KNL ကင်မျိုးသားလူမျိုးရေးတပ်မတော်ဦးဆောင်တဲ့တော်လိုင်းတပ်တွေနဲ့ပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါလေ။နောက်ဆုံးရရှိတဲ့သတင်းတွေအရကျုံတို့အခြေစိုက်ခမရ905နဲ့956တပ်ရင်းဌာနချုပ်တွေကိုတော်လိုင်းတပ်တွေက ိတ်ဆို့တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ကျွန်းစုမြို့နယ်အစပ်မှာရှိတဲ့ဝရစ်ပိန်တော်ပြင်နဲ့ဝရစ်ကန္နာဒရာစစ်ကောင်စီစခန်းတွေကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာဗိုလ်မှူးတဦးအပါဝင်၄ဦးသေပြီး၉ဦးဒဏ်ရာရတယ်လို့ကျွန်းစုမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ်။ ငလင်တန်သိပ်ပြည်သူတွေကိုကူညီဖို့အတွက်ညီတော်မဟာမိတ်၃ဘွဲ့ကမေလကုံနဲ့အထိအပြစ်အခက်ရက်စဲထားပါတယ်။အာနာသိန်းစစ်ကောင်စီဘက်ကလည်းမေ30အထိအပြစ်အခက်ရက်စဲတယ်လို့ကြေညာထားပေမဲ့စစ်ကောင်စီဘက်ကဘုံကျေတာမြေပြင်ထိုးစစ်စင်တာတွေဆက်လုပ်နေပါတယ်လို့ DNL တမ်းမျိုးသားလူမျိုးတက်မတော်ကသတင်းထုတ်ပြန်ပါတယ်။မေ9ရက်မနေ့9နိုင်ငံမှာ တီအန်လီတပ်တွေရှိတဲ့နောင်ချိုမြို့နယ်တောင်နှာကြီးရွာဘက်ကိုစစ်ကောင်စီတပ်တွေတိုးဝင်လာတဲ့အတွက်ရင်းဆိုင်တိုက်ပွဲဖြစ်တယ်လို့ဆိုပါတယ်။ဒီပြင်မိုးလွယ်၁၂နိုင်ခန့်မှာလဲရာပြင်ကြီးရွာဘက်ကိုစစ်ကောင်စီတပ်ကတိုးဝင်လာတဲ့အတွက်တိုက်ပွဲထပ်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။အလားတူသပိတ်ချင်းမြို့နယ်ဖော့တော့ကြီးရွာနီးမှာရှိတဲ့တော်လိုင်းရေးတပ်တွေရဲ့လုံခြုံရေးဂိတ်ကိုလည်း မေ9ရက်ညနေ9:00ခွဲမှာစစ်ကောင်စီလေရင်ကဘုံကျဲသွားပါတယ်။တော်လိုင်းတပ်တွေရဲ့ထိုးစစ်ကြောင့်ထိခီစခန်းကနေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့စစ်သားနဲ့ရဲ40ခန်းကို ထိုင်းအာဏာပိုင်တွေကဖမ်းဆီးပြီးကန်ချနာပူရီကနေရနောင်းအဲ့ဒီကတဆင့်ကော့တောင်းဘက်ကို ပြန်ပို့ပေးဖို့ပြင်ဆင်နေတယ်လို့ KIC Korean Information Center က ဖော်ပြပါလေတဝဲခရိုင်ထိုင်းနယ်စပ်ကထီခီကွန်သွေးစခန်းအနီးမှာရှိတဲ့ထီခီစစ်ကောင်စီစခန်းကို မေလဇန်းမှာ KNL ဥဆောင်တဲ့တော်လိုင်းတပ်တွေကထိုးစစ်ဆင်နေတာဖြစ်ပြီးစစ်သားနဲ့ရဲ49ဦးထွက်ပြေးသွားတယ်လို့ KNL ကရင်မျိုးသားလူမျိုးရေးတပ်မတော်တာဝန်ရှိသူတွေကပြောပါတယ်အလားတူရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တော်တိုက်ပွဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့တဲ့စစ်ကောင်စီတပ်သား34ဦးကိုစစ်ကောင်စီကမေ9ရက်မှာလေရင်နဲ့ပြန်ခေါ်သွားတယ်လို့ Western News ကဖော်ပြပါတယ်။ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လုံးကိုသိမ်းပိတ်ထားတဲ့ AAR ရက်ကတတ်တော်ကိုဘင်္ဂလားဒေ့ရှ်ဘက်ကဆက်ဆံရေးလမ်းကြောင်းထူထောင်လိုက်တာကို မြန်မာစစ်ကောင်စီဘက်ကကန့်ကွက်စွာပို့ထားတယ်လို့ Western News ကဖော်ပြပါတယ်။နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်မြင့်တင်ရန်လိုအပ်ကြောင်းယူဆလျက်မြည်သည့်အဖွဲ့နှင့်မဆိုချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်အမျိုးသားလူမျိုးရေးဂျမ်ဘီခါလီလာရာမန်ကမေ6ရက်မှာပြောဆိုပြီးတဲ့နောက်မြန်မာစစ်ကောင်စီဘက်ကအခုလိုကန့်ကွက်လာတာလို့ဆိုပါတယ်။ ဒါပေမဲ့ဒီကန့်ကွက်စာကိုဘင်္ဂလားဒေ့ရှ်ဘက်ကပယ်ချလိုက်ပြီးလက်တွေ့အခြေအနေလိုအပ်ချက်အရနေဆက်ကိုထိန်းချုပ်ထားတဲ့ဘေးအဖွဲ့နဲ့မဆိုဆက်သွယ်ဆောင်ရွက်သွားမှာပဲလို့တုံ့ပြန်ထားကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။